ျော်ရွှင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့အတွက်လိုအပ်မဲ့အချက်တစ်ချက် business ရဲ့အတိတ်ဘယ်ကိုက busy နဲ့ happiness နဲ့ပေါင်းတာအလုံးရှုပ်ပြီးတော့မှပျော်နေခြင်းကို business လို့ခေါ်တယ်ဒါပေမဲ့လုပ်ငန်းရှင်တော်တော်များများကတော့အလုံးတော်ရှုပ်ကြတယ်ဒါပေမဲ့ပျော်မနေကြဘူးအဲ့တော့ဒီအချက်တစ်ချက်ကိုလုပ်မယ်ဆိုလို့ရှိရင်တော့ပျော်နေလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့ vision setting တတ်မှတ်ခြင်းပဲ vision ဆိုတာဘာလဲဆိုတော့ကိုဖြစ်ချင်တာရေတို့အတွက်မဟုတ်ဘဲနဲ့ရေရှိအတွက်နောက်9နှစ်နောက်10နှစ်မှာကိုဘာဖြစ်ချင်တာလဲ အဲ့ဒီဖြစ်ချင်တဲ့ဟာကိုစက်တင်တက်မှတ်လိုက်ရမှာနောက်9နှစ်ဆိုလို့ရှိရင်ငါမဝန်ထမ်းဘယ်နှယောက်ရှိရမလဲဝင်ငွေတလောက်ကိုဘယ်လောက်ဝင်ရမလဲဘာတွေရောင်းဝယ်ဖောက်ကားနေတဲ့သူဖြစ်ရမလဲဘယ်နေရာမှာရှိတဲ့လုပ်ငန်းဖြစ်ရမလဲ လား online ပေါ်မှာ follower ဘယ်လောက်ရှိရမလဲဆိုတဲ့ vision ကိုတတ်မှတ်ဖို့လိုပါတယ်တတ်မှတ်ပြီးတော့မှအဲ့ဒီ vision ကိုမြင်အောင်ကြည့်တော့အခုလောလောဆယ်ဖြစ်နေတဲ့ရေထိုးကိစ္စလေးတွေကိုမိထားလိုက်เนาะ daily ဖြစ်ရှင်းနေရတဲ့ပြဿနာတွေ daily ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကိုကျွန်တော်တို့ကဘာလဲလို့လဲဆိုတော့ခုနက9နှစ် vision ကိုနှံ့ကြည့်ခြင်းအဖြစ်ပျော်ပျော်ရွှင်ရွှင်နဲ့ကြော်လွှားသွားနိုင်တယ်ဒီတော့ vision setting တတ်မှတ်ပါကိုယ့်ရဲ့ vision ဘုတ်လောက်ထား vision ဘုတ်လောက်ထားပြီးအဲ့ဒီ vision ဘုတ်ကိုနေ့တိုင်းမြင်အောင်ကြည့် နေထိုင်မရအောင်ကြည့်ပြီးရင်ကိုလုံနေတဲ့အရာတွေနဲ့ကိုယ့်ရဲ့ vision နဲ့ဘလောက်ဝေးနေပြီလဲဘလောက်လိုသေးလဲ review တွေပြန်ပြီးတော့မှကြည့်မနက်ရင်လာပြီဆိုလို့ရှိရင်ကိုကိုကိုကောင်းတဲ့စကားတွေပြန်ပြော affirmation လို့ပြောငါအောင်လုပ်ငန်းကြီးတစ်ခုကိုအောင်မြင်ဥဆောင်နိုင်တဲ့သူတယောက်ဖြစ်တယ်ငါဟာပျော်ရွှင်တယ်ဒါမျိုးကျွန်တော်တို့ affirmation တွေမနက်တိုင်းပြောမယ်အဲဒါဆိုလို့ရှိရင်တော့ကိုဒီပျော်ရွှင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်ပါလိမ့်မယ်ဒါလေးကျွန်တော်မဖြစ်မနေလို့ပါတော့ဒီကြောင့်လည်းဒီပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီအကျိုးစုံတွေရရတယ်ဆိုတော့ကျွန်တော်ပြောလိမ့်ပါတယ်အကျိုးစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမဲ့ comment မှာ yes လို့ရေးပြပါ ီဗီဒီယိုဆုံးတော့ကြည့်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ